ကဲကျွန်တော်တို့ဒါ유ပါလီ final ပွဲစဉ်ကြီးကတော့ပြီးဆုံးသွားခဲ့ပြီပေါ့နော်ဒီပွဲစဉ်မှာဆိုရင်တော့ Tottenham Hotspur အသင်းကို United အနေနဲ့ကျွန်တော်တို့ဒါ 1G ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တဲ့အတွက်ကြောင့်မလို့ဒါ Champion စုနဲ့တော့ဒါလွှဲချော်သွားခဲ့ပြီပေါ့နော်ကဲအဲ့တော့ဒီပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပွဲပြီးသုံးသက်ချက်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကတော့ဒီယာဒီကတကယ်ကိုလုံးဝအဆိုးရွားဆုံးဒါယာဒီတခုကို ရင်ဆိုင်လိုက်ရလို့ပဲပြောရမှာ။ကျွန်တော်တို့ကစားသမားတွေကလည်းဒီပွဲစဉ်မှာတော်တော်လေးကိုညံ့ပါတယ်။ယူပါရီပြိုင်ပွဲတစ်လျှောက်မှာဘလို့ပဲဒါရှုံးပွဲမရှိနေပဲကစားခဲ့ကစားခဲ့ဒီပွဲစဉ်မှာဆိုရင်တော့ကစားသမားတွေကတော်တော်လေးကိုပဲဒါခြာတယ်လို့ပြောရမှာဗျာ။အဓိကကပတင်ကစဘရူနိုဖာနယ်ကစလို့ကစားသမားအတိုင်းကကျွန်တော်တို့ကျွန်တော်တို့လိုချင်နေတာပုံစံမျိုးတော့မဖြစ်ခဲ့ဘူးဗျာ။တိုက်ရှိတိုက်စစ်ပိုင်းမှာကြည့်နောက်ဘလောက်ထိအခြေအနေဆိုးလဲဆိုတော့တော်တင်ဟော့စပါတင်းကကျွန်တော်တို့ဒါ United ဘက်ကိုဒါ total shoot တစ်ချိန်မှတောင်မရှိတဲ့အနေထားတောင်မှပဲ ရှုံးခဲ့တာကြီးကတော်တော်လေးရင်နာဖို့ကောင်းနေဗျာသိလားနောက်ပြီးတော့ဒီတော်တင်ဟော့စပါတင်းကိုခွင့်ပြုလိုက်ရတဲ့ဂိုးကိုကြည့်မယ်ဆိုရင်လည်းဘာမှမဟုတ်တဲ့အလုံးဗျာဂိုးသမားอ่ะဗျာချက်ောက်လိုက်ောက်နေရဲ့အနေသားမှာဂိုးခွင့်ပြုလိုက်ရတယ်သူ့ရှေ့တက်တဲ့ကြီးမှာမှဟို ready မဖြစ်ဘူးဂိုးမဖမ်းနိုင်ဘူးဆိုတာကြီးကလုံးဝမဖြစ်တင်ဘူးဒီပုံစံတိုင်းဆိုရင်ဒီပုံစံတိုင်းဒီတိုက်စစ်နဲ့ဒီဂိုးသမားနဲ့ဆိုရင်နောက်ရာဒီလည်းဒီတဲ့ဆိုးတဲ့အခြေအနေကိုပဲကျွန်တော်တို့ထပ်ပြီးတော့ ွားအောင်ပါပဲဒီပွဲစဉ်မှာစပါးကကောင်းလို့နိုင်သွားတာမဟုတ်ဘူးဗျအဲ့ဒါတော့ကျွန်တော်ပြောရဲတယ်ဗျာ United ကကိုစောက်တော့မကြလို့ရှုံးခဲ့တာစပါးအနေနဲ့ဆိုရင်ဗျာဒီပွဲစဉ်မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အဓိကကစားသမားကွင်းလေတွေဗျာမစုံဘူး Madison Kulusevski ဒီကစားသမားတွေတယောက်မှမပါဘဲနဲ့တော့မှပဲ United ကို ECC လေးနိုင်ယူသွားခဲ့တာဒီရာဒီမှာ Tottenham Hotspur နဲ့တွေ့တာဒီ Europa League ပွဲစဉ်အပအဝင်ဆိုရင်၄ချိန်ဖြစ်သွားပြီ Premier League နှစ်ချိန် EFL မှာတစ်ချိန်အခု Europa League တစ်ချိန်ဒီရာဒီတစ်ချိန်မှကိုပဲ Tottenham Hotspur ကိုမနိုင်ဘူးတဲ့ ဲ့ဒါတော့တကယ်ကိုလက်မခံခြင်းနဲ့လက်ခံရမယ့်အရာပဲဗျာသိလားတော်တော်လေးအခြေအနေဆိုရယ်ကျွန်တော်တို့ဒါနောက်ရသည်မှာဆိုရင်တော့ United ပြိသက်တွေနေနေဆိုရင်တော့အေးဝါဝအေးရပြီဒါဘာပြိုင်ပွဲမှာလည်းမရှိဘူးဟုတ်တယ်မလားဒါဥရောပဝင်ဝင်လည်းမရှိဘူးဆိုတော့အေးဝါဝအေးရမှာပေါ့ညင်းမနဲ့တော့ပေါ့ကျွန်တော်တို့ကဲတော့ဒီပွဲစဉ်မှာဆိုရင်တော့ထွက်လာခဲ့တဲ့ line တက်ကတော့ United ကလုံးဝအမှန်ပဲဗျာဒါပေမဲ့ဥဂါဒေးကိုတော့ဒီပွဲစဉ်မှာသုံးမသွားတာလေးကတော့နည်းနည်းလေးတော့ဒါစဉ်းစားစရာပေါ့နော်ဒါတိုက်စစ်ပိုင်းမှာဆိုရင်တော့ Huaylan နေရာနံပါတ်10နေရာမှာဆိုရင်တော့ Missimau ရှိတယ်ဒါအမတ်ဒီယာလိုနဲ့ကွင်းလယ်ပိုင်းမှာဆိုရင်တော့ Bruno ကက်စမဲရိုဒါဝင်းဘက်ဒီမှာကြည့်မယ်ဆိုရင်မာသာဝါရီပါတယ်ပက်ထရစ်တို့ကူနောက်တန်းမှာလူရှောဟယ်ရီမကွိုင်းယားလီနီယိုတို့ဟိုဘလောက်ဒီများအချိန်နေစိုးလဲဆိုကျွန်တော်တို့ယူနိုက်တက်ကနောက်တန်းနှစ်ယောက်ဖြစ်တဲ့ဟယ်ရီမကွိုင်းယားနဲ့လီနီယိုတို့ကရှေ့ကိုတက်ပြီးတော့ကန်နေရတဲ့အထီကိုပဲတော်တော်လေးအချိန်နေစိုးတယ်ရှေ့မှာဒီ goal area တွေကိုလှမ်းပြီးတော့ချင်းချောင်းနိုင်ဆိုရင်မရှိဘူးကျွန်တော်တို့မှာကျွန်တော်တို့အပိုင်ခွေရေးကြီးတွေရခဲ့တဲ့ဟာလည်းမကူဘူးဒါပေမဲ့ခေါင်းတိုက်တဲ့ဝိုင်လန်းခေါင်းတက်တိုက်တဲ့အလုံးဆိုရင်လည်း တော်တင်ဟော့စပါတင်းရဲ့နောက်ခံတော်တော်လေးကောင်းခဲ့လို့ပြောအဲ့လုံးဆိုရင်လည်းမကိုဘူးတိုက်ရှိဒီတိုက်ရှိနဲ့လုံးဝမပြဘူးပြအခုကျွန်တော်တို့တော်တော်လေးတိုင်ပတ်သွားမှာနောက်ရည်ဒီမှာလို့ဆိုတော့အခုဒီဥရောပဝင်ခွင့်ဒီယူပါလိချန်ပီယံလည်းမဖြစ်ယူပါလိမှာဒါချန်ပီယံလည်းမဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီကစားသမားဝယ်ယူတဲ့နေရာမှာဆိုရင်တော်တော်လေးတိုင်ပတ်သွားပြီတော်တော်လေးအချိန်ကြီးစိုးသွားပြီဗျာယူနိုက်တက်အနေနဲ့ဆိုရင်ကျွန်တော်တို့ဒါနောက်ရည်ဒီမှာဘာသူဘာမှလည်းဒါပြိုင်ပွဲကြီးကစားစရာလည်းမရှိတော့ဘူးဆိုတော့ဟိုကစားသမားဝယ်ယူတဲ့နေရာတွေကအစဒါယူနိုက်တက်မှာတော်တော်လေး အခြေအနေဆိုးသွားပြီဗျာအဲ့တော့ဒီတိုက်စစ်ဒီကိုသမားနဲ့ဆိုရင်လုံးဝအဆင်မပြေတော့ဘူးအိုနာနာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့တီးခံလို့မရတော့ဘူးဗျာတကယ်ရောင်းမှဖြစ်တော့မယ်တိုက်စစ်ကလည်းဟိုထာဝရလဲနေတဲ့တိုက်စစ်နဲ့ဆိုတော့ဘယ်လိုမှအလုံးမဖြစ်ဘူးဒီဝင်းဘက်တွေကိုကြည့်မယ်ဆိုရင်လည်းဝင်းဘက်တွေကကျွန်တော်တို့ဒါမဆားပါဒီပွဲစဉ်မှာကျွန်တော်မကြိုက်ဆုံးကစားမအနေနဲ့ပြောရမယ်ဆိုရင်ဗျာဘရူနိုဖာနန်ဒက်ဘရူနိုဖာနန်ဒက်ရှိတယ်ဝိုင်လန်အိုနာနာကျွန်တော်နောက်တိုင်းမှာဆိုရင်တော့လူရှော့ပေါ့နော်ကျန်တဲ့မာသာဘာယူပါကျွန်တော်တို့ဒါဖြည့်တွေးလို့ရတယ်ပက်ထရစ်တိုကူပက်ထရစ်တိုကူလည်းဒီပွဲစဉ်မှာ ေလူမတက်ကစားခဲ့ရမှာဒီပွဲတင်ကောင်းပါတယ်ပြောတိတူဘူးလေ MD ရလို့လဲအပြပြောလို့မြန်ဘာလို့လဲဒီတစ်ဖက်တည်းရပဲဘောလုံးညံသွားနေဒီတစ်ချမ်းညရပဲသွားနေဟိုဘက်ချမ်းညအလွတ်ကြီးတွေဟောင်းလောက်ပေါက်ကြီးတွေဘလို့မှဒီပုံစံကြီးနဲ့အဆင်မပြေတော့ဘူး United ကတော့အဲ့တော့ United ပြည်သက်တွေနဲ့ဆိုရင်ရောကျွန်တော်တို့ဒါမင်းညရှင်မြန်ကစားခဲ့ရယူဘာလီဖိုင်နယ်ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးသုံးသပ်ပေးကြပါဦးအဲကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကိုလည်း Like and Subscribe လုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်